အိန္ဒိယနိုင်ငံကကမ္ဘာအတန်ရှင်ဆုံးဂိမ်းမုံဆိုင်ဒီနေ့ကျွန်တော်တို့ကအိန္ဒိယနိုင်ငံအတန်ရှင်ဆုံးနဲ့ကျန်းမာရေးနဲ့အညီညွတ်ဆုံးမွန်ဂိုယုံကိုတွားရောက်လေ့လာကြပါမယ်။စပုမူကလိုင်းမွေပဲစက်ဥတွေကိုခွဲပြီးမွေစက်ထဲတန်းထည့်လိုက်တာနဲ့စတင်ပါလေ။အနည်းနဲ့အကောက်ခွဲနေစရာမလိုပါဘူး။အရာအားလုံးဝင်သွားပါလေ။ဥကုန်လေးရုံစည်းချက်ပြီးတော့ဖုံဖုံလေးတစားပါပါချင်ပါလိမ့်မယ်။သူဟာတကြားနဲ့ဂျုံမုံကိုထက်ထည့်ပါလေ။ပြီးတော့မွေစက်ကဟင်းချက်နဲ့ဆိုပူးဝင်နေတဲ့လိုမျိုးလဲပါတော့တယ်။စစ်မှန်တဲ့အရာသာမုံတိုင်းပါပဲ။ အဲ့ဒီနောက်မှာတော့အဓိကအခိုက်အတန့်ရောက်လာပါတယ်။စပုံမှုကမောင်းလေးကိုသတင်းစာတရွက်ခံထားတဲ့မုံဖိုးခွက်ထဲကိုလောင်းထည့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့2004ခုနှစ်ကခေါင်းစည်းသတင်းတစ်ခုလို့အရာတာကိုဘယ်အရာကမှမြင့်တင်ပေးနိုင်တာမရှိဘူးဆိုတာရှင်းနေတာကိုအယောနောကမိဖို့ရဲဝင်သွားပြီးတခုခုဖြစ်နေပြီဆိုတဲ့အနမ်းစားထွက်တာနဲ့ကိန်းမုံကိုထုတ်လိုက်ပါတယ်။ နွေးနွေးပေါ့ပေါ့ပြီးတော့နည်းနည်းတော့လှုပ်လှုပ်ဆန်းကျယ်ကိမ့်မုံပေါ့အခုနှုတ်ပညာပိုင်းရောက်ပါပြီအလားစင်ချင်းစောင့်ဝေရေလုံငန်းခွင်ကနေငါးထားပုံရတဲ့ကော်ပြားလိုမျိုးအရာနဲ့ခရင်ကိုဖြန့်တုပ်ပါတယ်နောက်ဆုံးမှာတော့တကြားနဲ့အယောင်တင်ပစ္စည်းတွေမိုးရွာသလိုကြာလာပြီးအရာပြီးပါပြီအင်ဂျာနိုင်ညာအတန်ရှင်ဆုံးမိုးဖုံးယုံကနေပြည့်စုံတဲ့မွေးနေ့ကိတ်လေးဖြစ်သွားပါပြီပြီးတော့တင်တီကိတ်ကိုစားပြီးအသက်ရှင်နိုင်ခဲ့ရင်တော့ happy birthday ပါ